နေမဝင်ခင်မှာပြီးရဖြစ်ကြတာကိုကိုတို့လာဘာမှချွတ်သွားရဲ့ကိစ္စအဲ့ဒါတောင်းနေတောင်းမှန်နဲ့အားလဲအားနာလုံးရင်းနဲ့မှမတော်မဆဖြစ်သွားတာအဲ့တော့မှအာတစ်ချက်တော့ကိုဟိုလေးစားသမှုနဲ့ပေါ့နော်ပြန်တောင်းမှန်တာကျေးဇူးအများကြီးတင်ပါတယ်ပေါ့ဟုတ်နေမခေါ်ပဲရှိပထမကမသိဘူးသူကပထမကျွန်တော်တစ်ထပ်ပဲကျွတ်တယ်မှတ်နေတာနောက်မှဖိအေးကနေဖြစ်တာ အနောက်ဆိုတော့ဒီကကိုစမ်းလိုက်တဲ့အချိန်မှာကကိုဖင်ကိုစမ်းမိတာလေးဘောင်းမီကိုစမ်းမိတာပေါ့ပြီးတော့မှဘောင်းမီကိုမြန်စမ်းအတင်းဆွဲတင်တဲ့အချိန်မှာကကတ်တွန်လက်ထဲမှာအိုက်ဘောင်းမီအပါနေတာဆိုတော့ဘလို့မဆွဲတင်လို့မရဘူးပေါ့ကျွန်တော်သူ့နဲ့လွတ်အောင်ဒီလိုမြေတိုက်ပြေးတာနော်သူကလည်းဟိုတကယ်မှရန်ဖြစ်တယ်လားမှားရတယ်အတင်းကိုလိုက်တာအနောက်ကနေပြီးတော့လူပေါ်တက်ပြီးပြီးတော့မရအောင်မရအောင်ရအောင်ငကားများဘူးနေရလားပဲလေ ဆိုလဲအဲ့ဒါအားလဲကျွန်တော်တို့ကညနေ6နာရီလောက်မှရိုက်ပြတာဆိုတော့လူတွေလည်းတအားများနေတဲ့အချိန်ဖြစ်တဲ့အတော့မလို့အသေးတန်ရိုက်ရင်းနဲ့မှအပီအပီလုံးကြတာပေါ့တပတ်ဆိုတကက်ဆိုတကက်ရိုက်မှအဆင်ပြေမယ်ဆိုပြီးတော့လုံးရင်းနဲ့မှမတော်မဆဖြစ်သွားတာအဲ့ဒါမှအာတစ်ချက်တော့ကိုဟိုလေးစားသမှုနဲ့ပေါ့နော်ပြန်တောင်းမှန်တာကျေးဇူးအများကြီးတင်ပါတယ်ပေါ့ဟုတ်ပထမကမသိဘူးသူကပထမကကျွန်တော်တစ်ထပ်ပဲကြွတယ်မှတ်နေတာနောက်မှဖေးဝေးအေးကနေဖြစ်တာ ါးဆိုဒါဆိုပါဝိုင်းတဲ့လူတဲ့ဆိုတော့ပြန်ဆွဲတဲ့တော့ပြန်ပြီးတော့နောက်ဘူးအတီးလူဆွဲတင်တော့ ဟိုပြောချင်တာကသူကဒီလိုဝင်ရမှောက်တာဆိုတော့လေလက်ကဒီလိုအသေးအံပြန်ပျောက်လို့မရဘူးဗျာသိမလားရှေ့ဆိုတာလွယ်တယ်လေဗျာအနောက်ဆိုတော့ဒီကကိုစမ်းလိုက်တဲ့အချိန်မှာကကိုဖင်ကိုစမ်းမိတာလေးဘောင်းမီကိုစမ်းမိတာပေါ့ပြီးတော့မှဘောင်းမီကိုမြန်စမ်းအတင်းဆွဲတင်တဲ့အချိန်မှာကကတ်တွန်လက်ထဲမှာအိုက်ဘောင်းမီအပါနေတာဆိုတော့ဘလို့မှဆွဲတင်လို့မရဘူးပေါ့ तू ကလည်းအဲ့လိုအဲ့ဒါတော့သူ့တော်တော်တော်ကြိုက်တယ်ပေါ့နော်မင်းသမီးထဲမှာကျွန်တော်ကြိုက်တယ်ဆိုတော့ဘာလဲဆိုတော့ तू ကမှုဝင်ဝင်တော်တော်လေးကိုအလုံးလုံးကောင်းတဲ့အဲမင်းသမီးထဲမှာပါတယ်ပေါ့သူတယောက်ကျွန်တော်ချူးလေးဆိုလဲဟာတာ အာကားတွေပါလို့ဆိုလေဂျူးလေးဆိုလေအဲ့လိုမှုမှန်သွားပြီးနဲ့ပျော်ပျော်ပြောတာတွေပေါ့နော်အဲ့အဲ့ဒါတွေကတော့သူတို့ကအခုနောက်လာတဲ့မင်းမီတွေမှာဆိုသူတို့သူတို့တော်တော်တွတ်တွတ်တယ်ပေါ့ဟုတ်မအုပ်လို့လည်းမရဘူးလေဖင်းမြင်တဲ့ဘန်းဆိုးတာပေါ့ဟုတ်တယ်ဘောဒါကတော့ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ကနူးပညာလောက်တာကျွန်တော်ကတော့ရှက်သေးတာပေါ့နောက်ကျတော့ကိုကနူးပညာလောက်တာပဲပိတ်သက်တွေအဲ့လိုနေရာလေးမှာအဲသူတို့ဘယ်လိုနည်းနဲ့ပဲဖြစ်တကယ်လောက်လိုက်တာလည်းမဟုတ်ဘူးလေကိုဖြစ်စစ်ချင်းတဲ့ဆန္ဒနဲ့လောက်လိုက်တာမဟုတ်ပါကျွန်တော်ဟာသဆိုတာဘယ်လိုပြောမလဲဆိုတော့အမှန်တမှန်ဖြစ်ပေါ်လာတာလောက်တာမှာဟာသက ပို့ပြီးတော့အကြီးရလဲအဲ့ဒီမှာတကယ်ကျွတ်ပေးပါဆိုလို့ကျွန်တော်လည်းကျွတ်ချင်မှကျွတ်မှာလေကျွန်တော်လည်းမကျွတ်နိုင်ဘူးကျွန်တော်လည်းရှက်တယ်အဲ့ဒါတော်တခုပေါ့အာအာတော့အောက်ကဘောင်းပြီးပါသွားတာဟုတ်အဲ့တော့ကြောင့်မလို့ဟိုဒါတော့လှုပ်ပြီးွားပြီးဖြစ်တဲ့အတွက်မလို့ပိတ်သက်တွေသဘောကျတယ်ဆိုရင်အဆက်ပြေအဆက်ပြေတာပေါ့မမူဒီလေးအုပ်ပေးတာပါလေအဲ့ဒါအဲ့ဖြက်လိုက်လားမသိဘူးတဲ့ဒါတော့ဖြုံးပြက်ဦးတဲ့ကိုကျွန်တော်ကပါတယ်ပါတယ်ဟုတ်တယ်တခါတည်းပြီးရိုက်တာ तू က မီးပိုင်လဲမီးပိုင်ပန်းညာရှိလဲပန်းညာဆိုလူတွေကတအားအုံတော့အဲ့ဟိုခစ်တင်မှာပြန်ရအဲ့မှာကကျွန်တော်တို့ကအချောက်အချောက်မာတယ်ပေါ့အဲ့မှာစူပါလင်းလည်းပါတယ်ဝိုင်းလင်းလည်းပါတယ်အဲ့မှာမှာတော်ထက်တယ်မှာကျွန်တော်နဲ့လုံးမှာလုံးမှာဆိုရင်တော့ကျွန်တော်တို့ကညနေလဲမိုးချုပ်ကနီးနေပြီဆိုတော့ပစင်းနဲ့အပိုင်ကျိတ်မှရပါပေါ့ဟိုဘာလို့လုံးကြရမှာဆိုတော့လေရုပ်ပျက်စင်းမြတ်တွေဖြစ်မှာဆိုတော့သူကအဲ့နဲ့ကဲအဲ့တော့ချပေါ့မှာအာချပေါ့လို့ပါညာလည်းပြောလဲပြောအဲ့နဲ့ तू ကစောင့်ကန်အကန်ထုတ်လိုက်တာကန်ထုတ်လိုက်တာအရှိကိုကြပြီ तू ကမှအဲ့တော့မှတကယ်ဆိုရင် သူသူလုံးဝလာလို့တာအဲ့ဒါကက်တရလမ်းပေါ်မှာသူလည်းထိတာပဲထိတာပဲပုန်းတာပဲဟုတ်တယ်ဒါတွေဒါတွေသူပုန်းတယ်အဲဟုတ်တယ်ပုန်းတယ်သူလည်းအဲ့တော့ဘာပဲပြောပြောသူကလည်းအမှုပညာအမှုပညာနဲ့ဒါဟာတာကားမှမဟုတ်ပါဘူးဘလို့ကားမျိုးပဲဖြစ်သူလည်းပေးဆက်တဲ့မီနီမီတဲ့မှာပါပါတယ်ဟုတ်ကျွန်တော်သူနဲ့လုံးအောင်ဒီလိုမြေတိုက်ပြေးတာနော်သူကလည်းဟိုတကယ်မှရန်ဖြစ်တယ်လားမှားရတယ်အတင်းကိုလိုက်တာနောက်ကနေပြီးတော့လူပေါ်တက်ပြီးမရအောင်မရအောင်မရအောင်ငကားများဘူးနေရလားပဲလေ ဟုတ်တယ်ကိုယ့်ရဲ့အပြင်ကဟာဆိုတော့ဘာလဲဘလို့အပြင်မှာမြင်ရမှာတော့လို့မောက်ထားတာတားတွေးတာနော်ဘလို့တွေးတာကောင်းပါတယ်ဟိုတက်တက်ထုံးနဲ့ကျွန်တော်နဲ့ဟိုအချက်တက်ဆုံးလူသားကားမှာလဲသူနဲ့ကျွန်တော်နဲ့အများဆုံးသူကတော့အဲ့မှာဒရမာတောက်လျှောက်လောက်ထားတာပေါ့ အဲ့ကားလေးမှာဆိုလဲသူတော်တော်လောက်ထားပါတယ်အဲ့မှာလဲချူလေးလဲပါချူလေးလဲတော်တော်မိုက်တယ်ပေါ့နောက်ပြီးတော့အကိုရဲ့အဲတမီပေါ့တဲလီအဲအဲ့ကားအခုကျွန်တော်တို့တင်တင်တော့မှာပေါ့အဲ့ကားလေးထွက်လဲအားပေးပါဦး အာဘာပဲပြောပါလဲဒီလိုမျိုးလေးပြောတယ်ဆိုတော့တရထုံချေကျေးဇူးအများကြီးတင်တာပေါ့ဒါကလည်းညီကိုမောင်နှမတွေအလုံးလုံးတာဖြစ်တယ်တော့မလို့အာထည့်ပြောပေးတယ်အဲတို့လည်းကျေးဇူးအများကြီးတင်တယ်တောင်းပန်စရာမလိုဘူးလीဒါကျွန်တော်ကအမှုပညာလောက်တာဖြစ်တယ်တော့မလို့ကျွန်တော်ကအမှုပညာမောင်နှမတွေပဲဖြစ်တာဖြစ်တဲ့အတွက်တောင်းနေတော့ဘာမှပြဿနာမရှိပါဘူးဟုတ်